Hi ပိုင်ရှဲရီရနဲ့ကြိုဆိုပါရစေအခုချိန်မှာဆယ်စုနှစ်တခုကျော်တက်တန်းလေးပဲရှိသေးတဲ့ Tesla ကုမ္ပဏီကအရွယ်နဲ့ပလိုက်အောင်ကိုအောင်မြင်နေပါတယ်ဒါကြောင့် Morgan Stanley ကတော့ကမ္ဘာရေးပါဆုံးကုမ္ပဏီတစ်ခုအနေနဲ့ Tesla ကိုတင်စားထားပါတယ်နောက်ပြီး2014 American တနိုင်ငံလုံးရဲ့စစ်တမ်းမှာလဲ Tesla Model S ကလူကြိုက်အများဆုံးကားဖြစ်နေပါတယ် Tesla ကြောင့်ပဲတခြားကုမ္ပဏီတွေဖြစ်ကြတဲ့ BMW နဲ့ Mercedes တို့လိုကုမ္ပဏီကြီးတွေကလည်းသူတို့ကိုယ်ပိုင်လက်စစ်ကားတွေကိုလိုက်ထုတ်နေကြပါပြီ သူတို့ကြီးပဲမဟုတ်သေးပါဘူး Apple ကတော့သူ့ကိုယ်ပိုင်လက်စစ်ကားထုတ်ဖို့ရှိနေပါတယ်ဒါကြောင့်လက်စစ်ကားတွေကိုဘာလို့အပြိုင်ဆိုင်ထုတ်နေကြတာလဲနောက်ပြီး Tesla ကရောဘယ်တော့အောင်မြင်နေပြီလဲဒါတွေနဲ့ပတ်သက်ပြီးဒီနေ့ဗီဒီယိုမှာတော့ Tesla ကုမ္ပဏီကြီးစတင်ဖြစ်ပေါ်လာပုံနဲ့စိတ်ဝင်စားစရာချက်တွေနဲ့အခုချိန်မှာ Tesla ကုမ္ပဏီဘယ်တော့ကြီးနေတယ်လဲဆိုတာတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့စလိုက်အောင်ဗျအမှန်တော့1800ခုနှစ်နောက်ပိုင်းမှာလူတွေစပြီးထုတ်ခဲ့တဲ့ကားတွေကတော့လက်စစ်ကားတွေပဲဖြစ်ခဲ့ပါတယ် ဒါပေမဲ့အဲ့ဒီချိန်တုန်းကလက်စစ်ကားတွေကဈေးရန်ကြီးနေကြပြီလူတိုင်းလည်းဝယ်မစည်းနိုင်ခဲ့ကြပါဘူးဒါကြောင့်အချိန်ကြာလာတော့လောင်စာဆီတုံးကားတွေကိုပဲလူတွေအဓိကဝယ်စည်းလာခဲ့ကြပြီလောင်စာဆီဈေးနှုန်းကလည်းမြင့်တက်လာခဲ့ပါတော့တယ်ဒီလိုနဲ့ပဲပထမဆုံးထုတ်ခဲ့တဲ့ဈေးကြီးလက်စစ်ကားတွေကလည်းအဲ့ဒီချိန်ကစပြီးပျောက်ကွယ်သွားခဲ့ရပါတော့တယ်ဒါပေမဲ့2003ခုနှစ်ဇူလိုင်လကိုရောက်လာတဲ့အခါမှာတော့ကမ္ဘာကာလောကကိုပြောင်းလဲပြစ်မဲ့အဖြစ်ပြက်ကြီးတစ်ခုစဖြစ်လာခဲ့ပါတယ်အဲ့ဒီနှစ်မှာ Mark Abraham နဲ့ Mark Tabani တို့နှစ်ယောက် Tesla ကုမ္ပဏီကိုစပြီးတည်ထောင်ခဲ့တာပါပဲ။ဒီကနေနောက်တစ်နှစ်ကိုရောက်တော့ Elon Musk ကပါ Tesla ကုမ္ပဏီတဲကိုဝင်ရင်းနှီးမြှုပ်နှံခဲ့ပြီးအဲ့ဒါနဲ့ Tesla Board Director ဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ Tesla ကိုရောက်လာကြတဲ့က Elon Musk မှာရွေချယ်တစ်ခုရှိခဲ့ပါတယ်။အဲ့ဒီရွေချယ်ကတော့လူအများတတ်နိုင်တဲ့ဈေးနဲ့အရေးတွေးကောင်းတဲ့လျှက်စစ်ကားတွေကိုသူတို့ Tesla ကုမ္ပဏီကအလုံးရင်းနဲ့ထုတ်ပေးနိုင်မှုပဲဖြစ်ပါတယ်။ဒါကြောင့်သူတို့ကုမ္ပဏီပထမဦးဆုံးထုတ်မဲ့ Tesla Roadster ကားတွေကို Tesla Electronic ပိုင်းနဲ့မိခွေအပိုင်းကနေ ဒီဇိုင်းပိုင်းတွေအထိ Elon Musk ကိုယ်တိုင်အသေးစိတ်လိုက်ပြီးကြီးကြပ်ခဲ့ပါတယ်။ Elon Musk ရဲ့ဒီ Tesla Roadster ဒီဇိုင်းကအရင်ကကောင်းလို့ဒီကနေ Global Green 2006ထုတ်ကုန်ဒီဇိုင်းစုဝေါ်တော်သူရရှိခဲ့ပါတယ်။ Roadster ကားတွေက Tesla ကုမ္ပဏီကထုတ်တဲ့ပထမအဦးဆုံးလက်စစ်ကားတွေလည်းဖြစ်ပြီးတစ်ခါအားတွင်းနိုင်မိုင်ပေါင်း200ကီလိုမီတာပေါင်း320အထိမောင်းလို့ရခဲ့ပါတယ်။ဒီကနေ Tesla ကတဖြည်းဖြည်းအားကောင်းလာတာ။2009မှာ Google Founder နှစ်ယောက်ဖြစ်ကြတဲ့ Larry Page နဲ့ Sergey Brin လို့ရပါ ်တက်စလာမှာလာပြီးရင်းနှီးမြှုပ်နှံခဲ့ကြရတဲ့အထိပါပဲဒါပေမဲ့2008မှာတော့ကမ္ဘာပန်နိုင်ရဲ့ချက်တဲကြောင့်တက်စလာလဲသူ့ဝန်ထမ်းရင်းအား10ရာခိုင်နှုန်းလောက်ကိုရှော့ချလိုက်ရတာအဲ့ဒီမှာအရေးကြီးပုံကူတွေတော်တော်များများလဲပါတော့ပါတယ်အဲ့ဒီ2008အချိန်မှာပဲကုမ္ပဏီ Bolt Rider အဖွဲ့ဝင်ဖြစ်နေတဲ့ Elon Musk က CEO ရာထူးကိုတက်လာခဲ့ပါတယ် CEO ဖြစ်လာတော့လက်စစ်ကထုတ်လုပ်မှုပေါ်မှာယုံကြည်ချက်အပြည့်အဝရှိနေတဲ့ Elon Musk က သူ့ကိုပိုင်ခွင့်ဒေါ်လာ9တန်းကိုဒုက္ခရောက်နေတဲ့ Tesla ကုမ္ပဏီစီကိုလှူလိုက်ပါတယ်။2009မှာလဲ Tesla Model S ထုတ်နိုင်မှုလိုအပ်တဲ့ engineer နည်းပညာနဲ့ထုတ်လုပ်ရေးကုန်ကျစရိတ်တွေအတွက် US အစိုးရကချင်းွေထုတ်ပေးခဲ့ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကအစိုးရချင်းွေတွေကို2013မှာ Tesla ကခြေအောင်ဆက်နိုင်ခဲ့ပေမဲ့အဲ့ဒီအချိန်မှာတူတက်နှစ်ချိုးတဲ့ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Ford နဲ့ Nissan တွေက Tesla လိုအစိုးရချင်းွေတွေကိုတူတူယူထားကြပေမဲ့ခြေအောင်မဆက်နိုင်ကြသေးပါဘူး။ Tesla ရဲ့ Model S ကားတွေကိုတော့2009 March 26ရက်နေ့မှာထုတ်ပြညာခဲ့တာဖြစ်ပြီး2009 August အရောက်မှာတော့ကုမ္ပဏီကအမြတ်အောင်ရနေပါပြီ။ဒါကြောင့်အစင်းတဲ့အနေထားလဲရောက်နေပြီးမို့2010မှာ Tesla ကုမ္ပဏီကို Public မှာလူတီရှင်ကြားပြညာခဲ့ပါတော့တယ်။ဒါက1956တုန်းက Ford ကုမ္ပဏီကို Public လုပ်ခဲ့တဲ့ပြီးမှာ American ကားကုမ္ပဏီရဲ့ပထမဆုံးချိန်လူတီရှင်ကြား Public လုပ်တာလည်းဖြစ်ခဲ့ပါတယ်။ Tesla မရှိခင်အရင်အချိန်တက်စစ်ကားတွေပထမဆုံးချိန်ပေါ်လာခဲ့တော့က လက်စစ်ကားတွေကလူအများအတွက်ဈေးကြီးပြီးလူတိုင်းဝယ်ဈေးချင်လောက်အောင်ဆွဲဆောင်မှုမရှိတဲ့ဖြစ်စဉ်တစ်ခုအနေနဲ့ပဲရှိခဲ့ပါတယ်။ဒီအယူအဆကြီးကိုပြောင်းလဲပြစ်ဖို့ဟာတက်စလာအနေနဲ့သူတို့ထုတ်တဲ့ကားတွေကတာမန်ကားတွေထက်အဆဆအရာရာတာနေမှဖြစ်နိုင်မှာပါ။တက်စလာကားတွေကဘယ်လိုနေရာမျိုးတွေမှာတာတော်ရလဲဆိုရင်တက်စလာကားကိုတာမန်လောင်စာစီတုံးကားတွေလိုစီပြည့်စရာမလိုပါဘူး။နောက်ပြီးကားမှာတက်ဆင်မှုအင်ဂျင်လည်းထည့်စရာမလိုတဲ့အတွက် မောင်းတဲ့ချိန်မှာယင်တုံကမှုလည်းမရှိတော့တယ်လို့စူညံတန်တွေလည်းမရှိတော့ပါဘူးပြီးတော့လက်စစ်ကားတွေကအင်ဂျင်နဲ့မဟုတ်ပဲမော်တာနဲ့လှုပ်လှုပ်တာဖြစ်တဲ့အတွက်မြန်နှုံးမြေဖို့အချိန်ယူနေစရာလည်းမလိုတော့တယ်လို့ပုံတေမြန်နှုံးနဲ့အငိမ်မောင်းလို့လည်းရပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့တာမန်ကားတွေမှာဆိုရင်အင်ဂျင်တွေကကားရဲ့ခေါင်းပိုင်းမှာရှိနေကြပြီးရှင်းတဲ့နောက်အလေးချိန်လည်းမမျှနေကြပါဘူးတစ်ဖက်မှာလက်စစ်ကားတွေမှာကျတော့အဲ့လိုမဟုတ်ပါဘူးကားအောက်ပိုင်းတစ်ခုလုံးကိုဘက်တရီအပြားလိုက်ဆင်ထားတာကြောင့်ကားကြီးတစ်ခုလုံးရဲ့အလေးချိန်ကညင်နေတာမို့မောင်းရတာလည်းညင်ညင်ညောင်ညောင်ရှိပါတယ် နောက်ပြီး Tesla လျှက်စစ်ကားတွေကတာမန်ကားတွေထက်လည်းပိုလုံခြုံပါတယ်။ Tesla ကားတွေဘလောက်လုံခြုံတယ်လဲဆိုတာကိုအချက်ချက်ပြောရရင်တော့ Tesla Model S ကားတွေကခရီးတွေထိခိုက်နိုင်ခြေအနည်းဆုံးစံချိန်ကိုချိုးထားပြီးလုံခြုံမှုမှာချိန်ငါးပွင့်အဆင့်ရတာပါတယ်။ဒီလိုအဆင့်မျိုးကိုကားတွေအားလုံးရဲ့၁၀၀ခန်းနှုန်းလောက်ကပဲရနိုင်ကြတာပါ။ဒီလိုတွေဖြစ်နေရတာကတော့ Tesla ကားတွေရဲ့အရှိန်ပိုင်းမှာအင်ဂျင်မရှိတဲ့အတွက်တစ်ခုခုကိုအရှိန်နဲ့ဝင်တိုက်မိတဲ့အခါမှာပြော့နေတဲ့ဒီအရှိန်ပိုင်းကပဲကားရှင်ကြောင့်ဖြစ်လာတဲ့ပျက်စီးမှုတွေအကုန်လုံးကိုစုပ်ယူလိုက်ပါတယ်။ တာမန်လောင်စာစီတုံးကားတွေကဓာတ်စီပုံးကြီးကိုတဲထားတယ်လို့ဖြစ်နေတဲ့အတွက် accident မတော်တဆတခုခုဖြစ်ရင်လဲထားပေါက်နိုင်ခြင်းငါးစားပိုများပါတယ်။ဒါဆို Tesla ကားအောက်ပိုင်းမှာပြည့်နေတဲ့ဘက်ထရီရရော accident တခုခုဖြစ်ရင်ထားမပေါက်နိုင်ဘူးလားလို့မေးစရာရှိလာပါတယ်။အဖေကတော့လောင်စာစီတုံးကားတွေနဲ့ရှိရင်တော့အများကြီးပိုလုံးကြုံပါတယ်ဗျ။ It's hard to imagine anyone surviving this crash, but it appears to be further testament to Tesla's safety claims. A stolen Tesla split in half after crashing into a pole during a high speed police chase in West Hollywood Friday. You can see the back end of the car ended up between the walls of a nearby synagogue. Several people were hurt, but amazingly, no one was killed. နောက်ပြီးတကယ်လို့တင်တာ you know, US မှာရှိနေ US ရဲ့ဘယ်နေရာမှာဆိုအခမဲ့တွားလို့ရအောင် Tesla ကစီစဉ်ထားပေးပါသေးတယ် this is something that allows you to, to make a brief stop at one of our Tesla supercharger stations, charge your car very quickly, and be on your way. Something that's unique about the supercharger is that it's free. It's not just free now, it's free forever. The number of Tesla supercharging stations is increasing dramatically. A year from now, we will have covered 80% of the North American population, and within two years, over 98%. So by buying a Tesla, you essentially have free long distance travel throughout the country forever. Tesla ထုတ်ကားတွေကအရင်လဲမြန်ပါတယ်။ Tesla Model S ကားတွေတနအီကိုတုံရကနေ60မိုင်မြန်နှုန်းရှိရင်ကို3.2စက္ကန့်အတွင်းပြေးနိုင်ပါတယ်။ဒါက McLaren Spider ကားတွေရဲ့မြန်နှုန်းနဲ့အတူတူပါပဲ။2013 March လမှာတော့လူတွေကလက်စစ်ကားကိုတိတ်မဝဲရလို့ Tesla Diwali ခံရလို့နေပါဖြစ်ခဲ့ပြီးအဲ့ဒီချိန်က SpaceX ကလည်းမအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီကာလက Elon Musk တို့အရင်ကိုခက်ခဲတဲ့အချိန်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့် Elon Musk လည်း Tesla ကုမ္ပဏီကြီးတစ်ခုလုံးကို17ဘီလီယံဒေါ်လာနဲ့ Google ကိုရောင်းရလုနေတောင်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ Google စီမရောင်းဖြစ်ပဲ Tesla ကိုယ်တိုင်ကပဲရုန်းကန်စ조사လာခဲ့လို့အခုနေ့အချိန်လိုပြန်အောင်မြင်လာခဲ့ပြန်ပါတယ်။တကယ်လို့တော့ Google ကိုရောင်းဖြစ်ခဲ့ရင်ကျွန်တော်တို့မြင်နေရတဲ့ Tesla ကုမ္ပဏီကြီးကအခုလိုအခြေအနေမျိုးနဲ့အောင်မြင်ချင်မှလည်းအောင်မြင်နေမှာပါ။နောက်ပြီး Tesla ကတပိုးတည်းတမမဟုတ်ပါဘူး။ Tesla ရဲ့ရွယ်ချက်ကလောင်စာစီတုံးကားတွေထက် ပဝန်းကျင်နဲ့တဟဆာဒပြည့်တဲ့လျှက်စစ်ကားတွေကိုပဲလူတွေကိုတက်နိုင်တဲ့မြမြန်များဝယ်စည်းစေချင်တာပါဒါကြောင့်ပြိုင်မဲ့ကုမ္ပဏီတွေကိုလည်းလျှက်စစ်ကားထုတ်တာကိုအားပေးတဲ့အနေနဲ့သူ့မူပိုင်ခွင့်တွေကိုလည်းအလကားပေးထားပါသေးတယ်စိတ်ဝင်စားစရာအချက်အနေနဲ့ Tesla ကားမှာတုံးတဲ့မော်တာတွေကို1888တုန်းက နီကိုလာတက်စလာရဲ့ alternating car နဲ့ AC motor မျိုးစား mobile နည်းပညာကိုအခြေခံပြီးလုပ်ထားတာပါနောက်ထပ်စိတ်ဝင်စားစရာတစ်ချက်ကတော့ auto မောင်းနှင်မှုစနစ်ပါတဲ့ Tesla Model S တွေကို2014နှစ်ကုန်ပိုင်းလောက်ကတည်းကစပြီးထုတ်နေခဲ့ပါပြီနောက်ပိုင်း model တွေမှာဆိုရင်ကင်မရာနဲ့360ဒီဂရီ sonar အာယုံခံစနစ်လည်းပါလာပါပြီဒီစနစ်နဲ့လမ်းမှတ်တားတွေနဲ့အတားအဆီးတွေကိုကားကအာယုံခံလာနိုင်ပါတယ်ဒီတစ်ချက်ကတော့အရင်မိုက်ပါတယ်ဗျဒါဆိုအခုချိန်မှာရော Tesla ကုမ္ပဏီကဘလောက်အောင်ကြီးနေပြီလဲ ဟိုးရင်ကလေးကတရှိခဲ့ကြတဲ့တခြားကားကုမ္ပဏီကြီးတွေနဲ့ရှင်းရင်တော့ Tesla ကဘာမှမကြီးသေးဘူးဆိုပေမဲ့တင်တင်ထားတာထက်တော့ Tesla ကအများကြီးပိုကြီးနေပါသေးတယ်။အခုချိန်မှာဆယ်စုနှစ်တစ်ခုကျော်တက်တန်းလေးပဲရှိသေးတဲ့ Tesla ကသူထက်အတက်ကြီးကြတဲ့ Honda, Ford, Volvo နဲ့ Audi တို့ထက်ပိုချမ်းလာပါတယ်။ Tesla ကလက်ရှိအကြီးဆုံးကားကုမ္ပဏီဖြစ်တဲ့ Toyota ရဲ့တဝက်လောက်ကိုချမ်းလာပါတယ်။ဒါကြောင့်တခြားကုမ္ပဏီကြီးတွေမှာထက်အနာဂတ်လားလာပိုရှိတဲ့ Tesla မှာပဲလူတွေကပိုပြီးရင်းနှီးမြှုပ်နှံချင်ကြတာပါ။2020နှစ်ကုန်ပိုင်းတော့က ်ထက်စလာမှာဝန်ထမ်းပေါင်း9,959ယောက်ရှိခဲ့ပြီး2021နှစ်ကုန်ပိုင်းအောင်ရောက်လာရင်တော့ဝန်ထမ်းအကြောင်းတတိယပြည့်ဖို့လည်းရှိပါတယ်။အမြင့်ငွေအနေနဲ့ကလည်း2020မှာထက်စလာကုမ္ပဏီကအမြင့်ငွေ31.5ဘီလီယံဒေါ်လာရရှိခဲ့ပါတယ်။ဒီပမာဏတွေက Toyota တို့လိုအကြီးဆုံးတွေနဲ့ရှိရင်ဘာမှမဟုတ်ပေမဲ့တစ်ဖက်မှာလည်းထက်စလာဆိုတာကစေစုနဲ့တစ်ခုကျော်တတန်လေးပဲရှိနေသေးတယ်ဆိုတာကိုလည်းမမေ့စေချင်ပါဘူး။ထက်စလာရောက်မလာခင်အထိတော့ကျန်တဲ့ကားကုမ္ပဏီတွေအကုန်လုံးကအင်ဂျင်တွေကိုစီထည့်လိုက်ပောက်ကွဲအားတွေထွက်လာတဲ့ဖိအားနဲ့ပဲကားအောင်မောင်းလိုက် အိတ်စောင်းငွေတွေလွှတ်လိုက်ဒါတွေကိုပဲထက်ကထက်ကအချောင်းထက်အောင်လုပ်နေကြတဲ့အချိန်မှာကုမ္ပဏီပေါက်စလေထက်စလာကရောက်လာပြီးဘယ်သူမှမဖောက်ရဲတဲ့လက်စစ်ကလမ်းကြောင်းကြီးကိုတတိရှိရှိအောင်အောင်မြင်မြင်နဲ့ရှေ့ရနေလှုပ်ပြလိုက်တာတွေကတကယ်ကိုလည်းအားကြတူးယူစရာကောင်းပါတယ်ဒါကြောင့်နောက်ဆုံးမေးစရာရှိလာတာကထက်စလာကအနာဂတ်မှာလူသားတွေအားထားရတဲ့ကားကုမ္ပဏီကောင်းတစ်ခုဖြစ်နိုင်မှရဲ့လားဆိုတဲ့မေးခွန်းပါပဲတခြားပြိုင်ဘက်ကုမ္ပဏီတွေကလည်းသူတို့ရဲ့အစမ်းတည်တည်ထွင်မှုတွေနဲ့အနာဂတ်မှာထက်စလာကိုကြော်ကောင်းကြော်နိုင်ပေမဲ့ လက်ရှိချိန်မှာတော့နှိစစ်ကားနီးပညာဒီဇိုင်းနဲ့ကားတွေကိုအားပြန့်တွင်းပေးရတဲ့ Super Charge နီးပညာပိုင်းတွေမှာ Tesla ကိုဘယ်သူမှရှင်လို့မနိုင်သေးတာတော့ညင်းလို့မရပါဘူး။ Elon Musk မှာလည်းလူသားတွေအတွက်နှိစစ်ကားတွေကိုတင်းတင်းနဲ့ဈေးနဲ့ဝယ်လို့ရအောင်လုပ်ပေးခြင်းနဲ့တွေ့ရင်မှန်းချက်ကြီးကို2013မှာလက်လို့ရကန်ပြီးဖြစ်ခဲ့ပေမဲ့တူရှုံးမပေးပဲဆက်စ조사ခဲ့လို့တာတစ်ချိန်တုန်းကကြာရှုံးခဲ့ရတဲ့နှိစစ်ကားတွေကလည်းအခုလိုတစ်ခစ်ပြန်ဆန်းလာနိုင်ခဲ့တယ်ဆိုလည်းမမှားပါဘူး။ ဒါကြောင့်ဗီဒီယိုကိုအခုဒီစိတ်ဝင်စားနဲ့ချင်းနေပြီးကြတဲ့အတွက်အပူလက်ဆောင်အနေနဲ့ကျွန်တော်ပြောပြချင်တာကတော့အိမ်မှာအိမ်မက်တစ်ခုရှိနေတယ်။နောက်ပြီးအဲ့ဒီအိမ်မက်ကလည်းတကယ်ဖြစ်နိုင်တယ်ဆိုရင်ယုံကြည်ချက်ပြည့်ဝနဲ့နောက်မဆုတ်ပဲစူးစမ်းပြပါ။တခါတလေတွိုင်းမဲ့လမ်းကြောင်းတွေကတော့ခက်ခဲကောင်ခက်ခဲနေပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့တနေ့ကျရင်တင်းရဲ့အိမ်မက်ကိုတင်ကိုတိုင်ရပဲအကောင့်တွေပေါ်လာနိုင်မှာပါ။ဟုတ်ကဲ့နောက်လည်းတခြားကုမ္ပဏီကြီးတွေရဲ့အကြောင်းကိုထပ်ပြီးပြောပြပေးအောင်ပါမို့။ပိုင်ရှယ်ရင်းကို Subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်။ ။နောက်ပြီးပိုင်ရှင်ရဲ့ channel ကို support ပေးကြတဲ့ subscriber တွေဖြစ်တဲ့ဇော်ဝင်းနဲ့ဘဲဘဲတို့ကိုလည်းကျေးဇူးအရမ်းတင်ပါတယ်လို့ဒီကနေပြောပေးရစီဗျ။နောက်ဗီဒီယိုတွေမှာလည်းတခြား subscriber တွေရဲ့ YouTube channel တွေကိုဒီလို random mention လုပ်ပေးပါမယ်အတိအမှန်ပြုတ်တဲ့အနေနဲ့အပျော်ပေါ့ဗျာဟုတ်ကဲ့ထုံးစံအတိုင်းနောက်တစ်ပုံမှာတက်တွေ့ကြအောင်နော်တက်တာ Hey အားလုံးပဲအခုဆိုဗီဒီယိုရဲ့အဆုံးတော့ရောက်လာပါပြီဗျာဒီမှာလည်းမပိတ်လိုက်ပါနဲ့ကျွန်တော်ချိန်လေးနည်းနည်းယူပြီးထပ်ပြောချင်တာကတော့အဆုံးထိကြည့်ပေးတဲ့အတွက်အရင်အရင်ကိုကျေးဇူးတင်ကြအောင်ထပ်ပြောပြရစီဒီဗီဒီယိုတဘောကြရင် like လေးကိုနှိပ်ခဲ့ပေးပြီး တဘောမကြဘူးဆိုရင်လည်းဘာကြောက်လဲဆိုတော့ comment မှာပြောပြပေးခဲ့ဖို့လည်းမရှက်ကြပါနဲ့ဗျ။နောက်လည်းဒီပိုင် sharing channel မှာပေးရတဲ့ချိန်နဲ့တန်ပြီးကြည့်ရကြိုးလဲနေတဲ့ video ကောင်းတွေကိုကျွန်တော်ထပ်ပြီးတင်ဆက်ပေးပါမယ်။ဒါကြောင့်စိတ်ဝင်စားတယ်ဆိုရင်တော့နောက်တင်မဲ့တဲ့တွေကိုလမ်းမလွတ်အောင်ပိုင် sharing ကို subscribe လေးနှိပ်ခဲ့ပေးပြီး notification လေးပါဖွင့်ထားပေးဖို့မမေ့ပါနဲ့နော်။နောက်ဆုံးမှာတော့အရေးအကြီးဆုံးတစ်ခုပြောချင်တာကကြီးစုတူတွေအားလုံးအားလုံးကျမ်းမာရှင်လန်းကြပါစေဗျ။ဟုတ်ကဲ့ထုံးစံလိုက်မယ်တတ်တာ